ဘဝမွေသွားခဲ့တဲ့ဇီးဒီတယ်မပြိုင်ပြိသက်ကြီးတို့ကိုခုပြောပြပေးမယ်เจ้าညာလေးကတော့ဇီးဒီတယ်မလေးမပြိုင်เจ้าမဲဖြစ်ပါရင်ငယ်စေဘွားတို့ကအဖိုးဘွားတို့အမြဲပြောပြတတ်တဲ့မပြိုင်လေးเจ้าဆိုရင်လည်းမမှားပါဘူးအခုကြည့်နေတဲ့ပြိသက်ကြီးထဲမှာအဲ့เจ้าလေးကိုတီးပြီးသားလူလေးပါမယ်လို့ထင်ပါရင်ဇီးဒီတယ်မလေးမပြိုင်ဟာအရန်ကုန်မှာချက်မောလာပါပြီးတော့တာယာလုံးနဲ့တန်ကိုပိုက်ဆိုင်ထားတဲ့မိန်းကလေးတဦးပဲဖြစ်ပါရင်ရိုးလေးနဲ့မလိုက်အောင်ကောမှာစင်ရဲမွဲတေလို့နဲ့အတွက်ပဝင်းကျင်အားလူတွေကလည်းရန်ကုန်မှာတနာကြပါရင် နေစီရဲ့ဆက်ပင်မဆင်းရဲစွာနဲ့ဇီးသီးရောက်နေတဲ့သူမရဲ့ဖြစ်ဟာတိတ်ကုံမှတနာဖို့ကောင်းလာပါရဲ့မပြိုင်လေးရဲ့အနိပဝေကျေအလူတွေဟာလေအရန်ကုံမှဆေးရလွတ်လာကြောင်းမပြိုင်လေးရဲ့ဇီးသီးတွေကိုဝယ်မစားနိုင်ကြပါဘူးတနေ့တနေ့ရောင်မကောင်းလွန်လာတဲ့ဇီးသီးတွေကြောင့်မပြိုင်လေးဟာအရန်ကုံမှစိတ်ရကြနေပါတော့ရီတကယ်လို့သာသူမရဲ့ဇီးသီးတွေကိုတနေ့ကုံအောင်မရောက်နိုင်ခဲ့ရဲ့မပြိုင်လေးဟာတကယ်ဒုက္ခရောက်ပါတော့မေးအဲဒါကြောင့်သူမဟာခက်ခဲတဲ့ဆုပ်ပြည့်ချက်တစ်ခုကိုချလိုက်ပါတော့ရီ အဲ့ဒါကတော့ဘရင်နန်းဆောင်ရှိမှဇီးသီးတွေတွားရောင်းဖို့ပဲဖြစ်ပါတယ်။မနေ့ရောက်တဲ့အခါမှာတော့မပြိုင်လေးဟာသူ့ရဲ့စီစဲတိုင်းပဲနန်းတော်ရှိကဇီးသီးတွေကိုတွားအော်ရောင်းခဲ့ပါတယ်။မပြိုင်လေးဟာရုပ်ရည်ပဲချုံမောတာမဟုတ်ပဲအတန်ကလည်းဆွဲဆောင်မှုရှိရတဲ့အတွက်နန်းတော်တွေကသူတွေအားလုံးစိတ်ဝင်စားမှုအပြည့်ဖြစ်လာကြပါတော့တယ်။ ဒီလိုနဲ့ပဲဘေးရင်မင်းမြက်လေးမပြိုင်းလေးရဲ့အတန်ချိုချိုလေးကိုကြားသွားပါတော့တယ်။ယောက်ျားတို့ထိုးစံတိုင်းမိမချိုချိုလေးတွေမြင်ရင်အရင်စိတ်ဝင်စားတတ်ကြတာမလို့ဘေးရင်မင်းမြက်လေးအတန်ချိုချိုလေးပိုင်ရှင်ဟာဘသူလေးဆိုတာကိုအရင်သိကျင်နေပါတော့တယ်။အဲဒါကြောင့်မေးဘေးရင်မင်းမြက်ဟာနင်းတို့ရှေ့ကိုထွက်ကြည့်ပါတော့တယ်။အရန်လာပါတဲ့မိကလေးကိုအနီးကပ်မြင်ရတော့မေးဆိုတော့ဘေးရင်မင်းမြက်ဟာအရန်ကုန်မှာစစ်လုရှာနေခဲ့ပါတယ်။ ။ဘေးရင်မင်းရဲ့အပြေကိုရောက်တဲ့အခါမှာတော့မပြိုင်လေးဟာအပြေမှာရှိမနေတော့ပါဘူး။အဲ့ဒါကြောင့်ဘေးရင်မင်းရဲ့ကအရန်ကုန်မှာစိတ်ညစ်သွားခဲ့ပါတယ်။အဲ့ဒါကြောင့်အမတ်တွေကိုခေါ်ယူပြီးတော့ဇီးတိတဲလေးကိုတွေးအောင်ရှာဖို့အမိတ်ပေးပါတော့တယ်။ဒီလိုနဲ့ဇီးတိတဲလေးနေတဲ့ရွာကိုအမတ်တွေရောက်လာပါတော့တယ်။ဘေးရင်မင်းရဲ့အမေရဒီရွာမှာဇီးတိရောက်တဲ့မိန်းကလေးရှိရဲ့နန်းတော်ကိုလိုက်ခဲ့ပါလို့မိကြတော်မူပါတယ်။အလိုနေပင်လူတွေဟာဒီမိကလေးအရန်ကိုကန်ကောင်းတာပဲလို့ပြောကြပါရယ်အလိုနေပင်မပြိုင်လေးဟာဘရင်မိဖုရားဖြစ်လာပါတော့တယ် ။ဘေးရရဲ့ချစ်ခင်ကျင်နာမှုကိုအပြည့်ဝရတဲ့မိန်းကလေးတစ်ယောက်ဖြစ်တာကြောင့်လူတိုင်းကလည်းမတိမက်မြင်မလို့ရဲကြပါဘူး။ဒီလိုနဲ့ပဲမပြိုင်လေးဟာငကိုရှိရင်ဆွဲမိမိရဲ့မူလားဇီးတဲ့ဘဝကိုမေးလူဆဲဆဲဖြစ်နေပါတော့ရယ်။ဘေးရမီပြားဆိုတဲ့ဂုံဘုတ်ပေါ်မှာအလွန်ခေါ်ယူပြီးမိမိကိုယ်ကိုထေချီးနေတဲ့မပြိုင်လေးဟာအယံကုံမှပျော်ရွှင်နေကြတာပါ။ဒီနေ့တော့အခါမှာဘရင်ထံပို့သားလိုက်တဲ့လက်ဆောင်လေးထဲမှာသူချစ်ရတဲ့ဇနီးအရင်ကရောက်ခဲ့တဲ့ဇီးသီးလေးတွေပါနေခဲ့ပါတယ် ဘရင်ကအဲ့ဒါကိုမြင်ပြီးတော့သူတို့တွေ့ဆုံခဲ့တဲ့အမှတ်တရတွေကိုပြန်တရိရပြီးတော့ကြည်နူးခဲ့ပါတယ်။ဒီလိုနဲ့မိဖုရားနဲ့တူတူဇီးတိကိုမြည်းဆန်းကြည့်မယ်ဆိုပြီးတော့ခေါ်ခိုင်းပါတယ်။မိဖုရားလည်းရောက်တော့အခါဘရင်ကဒါပါတီးလဲလို့မိလိုက်တဲ့အခါမပြိုင်လေးဟာသူမသိဘူးအဲ့ဒါဘာတီးပါလဲဖျားလို့ပြန်ဖြေလိုက်တဲ့အခါဘရင်ကလုံးဝအံ့ဩသွားခဲ့ပါတယ်။အဲ့ဒီအခါမှာဘရင်ကလုံးဝဒေါသထွက်သွားခဲ့ပါတော့တယ်။သူချိရတဲ့ဇနီးမယားဟာအခုလိုဘဝမီးတက်တဲ့သူလို့လုံးဝမထင်ထားတာကြောင့်ဖြစ်ပါတယ်။ အဲဒါကြောင့်ချက်ချင်းပဲမိဖုရားအဖြစ်နန်းချပေးသူ့ရဲ့နေရဲစီကိုပြန်လွတ်လိုက်ပါတော့တယ်။ဒီเจ้าယာလီကတော့ပရိသတ်ကြီးတို့ဗာတင်ငဲစာရရှိခဲ့ပါတလေ။လူကြီးသူမတွေသူတို့သားသမီးတွေကိုဆုံးမသလိုဇီးတဲ့မပြိုင်လို့မဖြစ်ကြစေနဲ့ဆိုတဲ့စကားကိုအခုတော့နားလည်ကြပြီထင်ပါတယ်။ပရိသတ်ကြီးတို့အနေနဲ့ခုလိုမျိုးเจ้าယာတွေကိုထပ်ပြီးသိကျင်နေဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးပါအောင်ရှင်။